လျှက်ချက်က EV တွေအပါအဝင် မော်တော်ကားပေါင်း3000လောက်တည်ဆောင်လာတဲ့ကုန်တင်သင်္ဘောကြီး Pacific သမုဒ္ဒရာထဲမှာမီးလောင်ပြီးနစ်မြုပ်သွားခဲ့ပါတယ်။ Liberia နိုင်ငံအလံတင်ထားတဲ့ Money Midas ဆိုတဲ့ကုန်တင်သင်္ဘောကြီးဟာ Pacific သမုဒ္ဒရာထဲအရောက်မှာအခုနှစ်ဇွန်လ3ရက်နေ့ကမီးလောင်မှုဖြစ်ခဲ့တာပါ။မော်တော်ကားနဲ့ truck ကားတွေတည်တဲ့ဒီသင်္ဘောကိုလန်ဒန်ခြေဆိုင် Zodiac Maritime Company ကပိုင်နာဖြစ်ပါတယ်။သင်္ဘောဟာတရုတ်နိုင်ငံကကားတွေတင်ပြီးတော့ Mexico နိုင်ငံ Lazaro Cardenas မြို့ကို ်ဥတီသွားနေတာလို့ဆိုပါတယ်အမေရိကန်နိုင်ငံအလာစကာပြည်နယ်နားအရောက်ကမ်းခြေနဲ့ရေမိုင်300ကျော်လောက်အကွာအဝေးအရောက်မှာလျက်စစ်ကားတွေတင်ထားတဲ့ကုန်းပတ်ပေါ်ကနေစပြီးမိလောင်တာလို့ဆိုပါတယ်တင်မောတမုတ်တရအောက်ကိုမြုပ်သွားတဲ့အတွက်မိဆလောင်တဲ့အကြောင်းရင်းကိုအသေးစိတ်စုံစမ်းလို့မရနိုင်ပေမဲ့လျက်စစ်ကားတွေထဲမှာပါတဲ့လီသီယမ်ဘက်ထရီကနေစပြီးမိလောင်တာလို့ယူဆကြပါတယ်ဇွန်လ3ရက်နေ့က မိဆလောင်ပြီးဇွန်လ23ရက်နေ့ကျမှရေအောက်ကိုနှိမ့်မြုပ်သွားခဲ့တာကြောင့်တင်မောဟာရက်ပေါင်း20လောက်အထိမိလောင်နေခဲ့တာပါရေအောက်မီတာ9000လောက်အထိတင်မောနှိမ့်မသွားခင်ဝန်ထမ်းတွေအားလုံးကိုဘေးကင်းစွာကယ်တင်နိုင်ခဲ့တယ်လို့ဆိုပါတယ်တင်မောပေါ်မှာမော်တော်ကားစုစုပေါင်း3048စီးပါလာတာမှာလျှက်စစ်ကား EV က80နဲ့ Hybrid ကားက680စီးပါတဲ့အပြင်စီကလည်း1800 metric ton ပါတယ်လို့ဆိုပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ